မန္တလေးတိုင်းစင်ကူမြို့နယ်မှာဒေသခံပြည်သူတို့အုပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြား Starlink Internet အသုံးပြုမှုနဲ့ပတ်သက်ပြီးအခြေတင်ညင်းပွားခဲ့တဲ့ဗီဒီယိုဖိုင်လူမှုကွန်ရက်ပေါ်ပြန့်နှံ့ခဲ့ပြီးတဲ့နောက်မှာဒီဖြစ်စဉ်ကိုဖြေရှင်းသွားမယ်လို့စင်ကူမြို့နယ်ရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်လိုက်ပါတယ်။အပြည့်စုံကိုကိုလကွင်းအင်ကပြောပြပေးပါမယ်။အဒူဘလာ၁၇ရက်နေ့ကလက်ပံလာရွာအနီးကနေအင်းအင်းကိုမန္တလေး PDF စင်ကူပါကဖားနဲ့ပလဖပူပေါင်းအဖွဲ့တွေကဝင်ရောက်ပြီး စတားလင်အသုံးပြုမှုစီကံမလိုက်နိုင်လို့ဆိုပြီးလာရောက်တင်းစီချိန်မှာနှစ်ဖက်ခြေတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဒီဗီဒီယိုပိုင်ပြန့်နှံ့ပြီးဝေဖန်မှုတွေမြင့်တက်လာပြီးနောက်စင်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ကျရဲဘော်တွေဟာပြည်သူ့ဘော်လိုက်နာရမယ့်စီကံကျင့်ဝတ်တွေကိုချိုးဖောက်ပြီးစိတ်လိုက်မှန်မှာတုံ့ပြန်ခဲ့တာကြောင့်သတိပေးအရေးယူသွားမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။စင်ကုမြို့နယ်ရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ရဲ့အတွင်းမှုကိုပါဘလူကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးကာယကံရှင်မိသားစုနဲ့မျက်နှာစုံကြီးတွေ့ဆုံဖြစ်ရှင်းသွားဖို့စီစဉ်နေတယ်လို့ CJ Platform ကိုပြောပါတယ်။ ဒီကျွန်တော်တို့ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ကာယကံရှင်မိသားစုနဲ့ကျွန်တော်တို့ဒီရေဘောအချိုရေဖွဲ့ရတောင်းရှိသူတွေနဲ့လည်းကျွန်တော်တို့မျက်နှာစုံညီတွေ့ဆုံပြီးတော့မှဆွေးနွေးဖြေရှင်းသွားဖို့အတွက်စီစဉ်ထားပါတယ်ဗျဒေသခံလူအုပ်ကတော့အချိုရေဖွဲ့ကစတားလင်ကိုမျက်ဝေသုံးဆွဲခွင့်မပြုဘူးလို့ထုတ်ပြန်ထားပေမဲ့တခြားကြေးရွာတွေမှာမျက်ဝေသုံးဆွဲနေတာတွေရှိတယ်လို့ဆိုပါတယ်ကိုဘာဘလိုကတော့တာဝန်ထမ်းဆောင်နေတဲ့ရဲဘော်တွေကိုပြည်သူနဲ့ဆက်ဆံရေးဆိုင်ရာတင်နန်းတွေပုံမပိုးချပေးသွားဖို့ရှိတယ်လို့ပြောပါတယ် ဒါ့အပြင်ဥပဒေအရအေးယူရမှာပြည်သူဖြစ်စီတက်ဖွဲ့ဝင်ဖြစ်စီတပင်းကြီးဆောင်ရွက်သွားမှာဖြစ်ပြီးအခုဖြစ်စဉ်မှာစီကံမလိုက်နာခဲ့တဲ့ Starlink ပိုင်ရှင်ကိုလည်းအေးယူသွားမယ်လို့ဆိုပါတယ်